1989ခုနှစ်မှာမွေးလာမဲ့ကလေးတွေဟာနတ်နတ်ခတ်ဖြစ်တယ်။နတ်နတ်ခတ်ဆိုတော့ဆရာရဲ့နတ်ဆိုတာဘာလဲ။လူဆိုတာမယူလို့မရဘူးလား။လူနဲ့နတ်နဲ့ဘလူးနဲ့ဟာယူလို့မရဘူးလားလို့သုံးသက်ချက်မဟုတ်ပါဘူး။အဲနတ်စိတ်ကိုနတ်ရဲ့ဂျိုးအာပြုပြီးမွေးလာတဲ့ကလေးတွေဖြစ်တဲ့အတွက်ဒီကလေးတွေဟာဒေါသထွက်နေအောင်ခဏပဲစိတ်ဖြည်နိုင်တယ်။လောဘဒေါသမောဟဆိုတဲ့အထက်မှာဘာကိုဖြစ်ဖြစ် အဆုံးတက်ကြရင်အေးချမ်းချင်းကောင်းမွန်ခြင်းနဲ့အကုသိုလ်အလုပ်တွေများသောအားဖြင့်အကျိုးမပြုဘူးဆိုတဲ့ကလေးအေးချမ်းမဲ့ကလေးလိုစိတ်ဖြည်နိုင်တဲ့ကလေးလိုအတွေးရတာပေါ့အဲစိတ်ကောင်းရှိမယ်သူတစ်ပါးပေါ့အကျင်နာတရားရှိမယ်အေးချမ်းမှုတွေရရှိမယ်အကုသိုလ်အလုပ်တွေထက်စိတ်ထဲမှာတီးခတ်နိုင်စွာခန္ဓာပါရမီပါတဲ့ကလေးတွေလို့ဆိုရောဆရာကအကြံပြန်သုံးသပ်လို့ရတာပေါ့အဲ့တော့1368ခုနှစ်အတွင်းမှာမွေးမဲ့ကလေးတွေဟာအကယ်၍မှာမိတ်ဆွေအနေနဲ့တနင်္ဂနွေသားသမီးတွေမွေးမယ်ဆိုလို့ရှိရင်တော့ဘင်းကအပွားဖြစ်တယ် အဲသူ့အတူပဲတင်းလာသားသမီးကိုမွေးမယ်ဆိုရင်တော့ပုတိဘွားဖြစ်တာပေါ့တကယ်လို့အင်္ဂါသားသမီးမွေးမယ်ဆိုရင်တိုက်အဘွားဖြစ်ပါတယ်တိုက်အဘွားဆိုတာတိုက်ကလာတာကိုပြောတာမဟုတ်ဘူးတိုက်ပုတိမရဏပင်ကအထွန်းတိုက်ဆိုတဲ့အဘွားခုနှစ်ခုရဲ့မှမှာတိုက်အဘွားကိုပြောခြင်းဖြစ်ပါတယ်သူ့အတူပဲဗုဒ္ဓဘူးသားသမီးတွေရာဟုသားသမီးတွေမွေးမယ်ဆိုရင်တော့မရဏဘွားဖြစ်ပြီးတော့အဲဂျာဇာပရိသားသမီးတွေမွေးမယ်ဆိုရင်တော့အဓိပတိဘွားဖြစ်တာပေါ့ထို့တူပဲမိတ်ဆွေတို့အနေနဲ့တောက်ကြတာမွေးမယ်ဆိုရင်တော့ယာစာဘွားဖြစ်ပြီး စနေသားသမီးတွေကအထွန်းဘွားလို့သတ်မှတ်လို့ရတယ်အဲ့တော့ပုတိဘွားမှာတနင်္လာဘင်္ဂဘွားမှာတနင်္လာဗုဒ္ဓဘုရားဥဒ္ဒသမီးတွေဟာမရဏဘွားစနေသားသမီးတွေကအထွန်းဘွားအင်္ဂါသားသမီးတွေကတိုက်ရဘွားတောက်ကြသားသမီးတွေကယာစာဘွားနဲ့ဂျာစာပလိသားသမီးတွေကအတိပတိဘွားဆိုပြီးတော့ခုနှစ်ရသားသမီးဆိုတော့ခုနှစ်ခုရရှိလာမှာပေါ့အဲ့တော့ကောင်းပြီ1368ခုနှစ်ထဲမှာသားသမီးတွေမွေးမယ်ဆိုရင်တော့မိဘတွေရဲ့မွေးနေ့နေ့နံနဲ့ တာသမီမွေးတာကောင်းပါတယ်တဦးလေးမွေးမယ်ဆိုရင်တော့ဘာကြောင့်လဲဆိုတော့ဟိုဒီနှစ်ကစကူဒီပါလက်ရတောင်ကျွန်းနဲ့အထွန်းကစနေအကျိုးဖြစ်နေတဲ့အတွက်ရှေ့လူကြီးအစွဲတွေကတဦးစနေမီလို့မွေးဆိုပြီးတော့အဲမဆိုင်တဲ့အရာလေးတွေမှာလိုက်ပြီးအစွဲကြီးမဆိုလို့ဒါဆရာကပြောခြင်းဖြစ်ပါတယ်1368ခုနှစ်အတွင်းမှာတော့ဒနေဝလီတာသမီရဲ့ကံကိုအကျမ်းပြောပြရရင်ဒနေဝလီတာသမီတွေက1380ခုမပြောမီ1386ကိုတစ်ချက်ပြန်ကြည့်လိုက်တဲ့အခါမှာ ဘာကိုဖြစ်ဖြစ်အလုံးနှစ်ခွာစိတ်နှစ်ခွာအလုံးနှစ်ခုစိတ်နှစ်ခုလောက်ခရမှာတော့အသေးချာပဲဖြစ်ပါတယ်ဘာကိုဖြစ်ဖြစ်ဖြစ်ရှင်တဲ့အရာတွေတဲ့ဖြစ်တဲ့အရာတွေကိုဦးစားပေးကြရတဲ့တနည်းဦးတာသမီးတွေဖြစ်တဲ့အတွက်1389ခုနှစ်အတွင်းမှာဆိုရင်တော့ဘာကိုဖြစ်ဖြစ်လာတိုင်းလာတိုင်းမှာတော့လာရဲ့အစမှာတော့သတိထားရမယ်1989ခုနှစ်အတွင်းမှာ3လတစ်ဖြတ်3လတစ်ဖြတ်3လတစ်ဖြတ်ဆိုပြီးတော့ဆရာတို့အဲ လေးဖြတ်ဖြတ်လိုက်တဲ့အခါမှာပထမဆုံးဗမာလာသုံးနာအတွင်းအနည်းအားဖြင့်ပြောရရင်ဆရာတို့ April May May စာဒါပြီးတော့ဂျွန်လလေလောက်အထိကိုတော့အနည်းငယ်လေးကံကအရန်ကြီးတော့တိုးချက်မလုပ်သင့်မဲ့အဲ့ဒီနောက်ပိုင်းရအောင်ရှေ့ချောက်တစ်ချောက်လုံးမှာကံအကောင်းဆုံးနဲ့အာသာဆုံးနေဖြစ်မယ်အစမှာတော့ဘာဖြစ်ဖြစ်ခက်ခက်ခဲခဲရုံးကံရတတ်တယ်နည်းနည်းလေးသူများထပ်ပို့ပြီးတော့စူးစမ်းရတတ်တယ်အဲ ဒါပေမဲ့လို့အဲဇွဲရှိအောင်လုပ်ပါတကယ်ကိုရဲရဲဝံ့နဲ့ဥဆောင်လုပ်ပါဒါဆိုရင်1988ခုနှစ်အတွင်းမှာတနင်္ဂနွေသားသမီးတွေဟာဘာကိုလို့လို့အစမှာတော့အကြာအပြည့်ခက်ခဲတတ်တယ်နေရာထိုင်ခင်းအပြောင်းလဲလေးတွေယာလူလုပ်ငန်းအပြောင်းလဲလေးတွေလှုပ်ဆောင်တင်တဲ့နှစ်ဖြစ်ပြီးတဲ့အခါတနင်္ဂနွေသားသမီးတွေဟာဆက်ပစ္စည်းရင်နဲ့ပတ်သက်ရင်အားသာကောင်းမှုတိုးတက်မှုတွေရရှိတတ်တယ်လို့အိုးအိမ်ချမ်းမြေနေရာထိုင်ခင်းတွေ အပိုင်ဆိုင်ရတက်တယ်လို့အမှုကိစ္စအမွေကိစ္စတွေအဖြစ်များတက်သောနှစ်ဖြစ်တယ်။နည်းနည်းနေသားသမီးတွေဟာရှုံမုံပြောရရင်1968ခုနှစ်အတွင်းမှာဘာလို့လို့လို့အစမှာတော့နည်းနည်းဒီသူများထပ်ပူစူးစားရပေမဲ့လို့เนาะဟိုဆွနာလို့ပေါ့ဟိုအစမှာရုံးကန်ရတက်ပေမဲ့အဆုံးသက်မှာတော့တရားတဲ့တနုံနေသားသမီးတွေဟာကြာလီ အနေမြင့်လေးလေးအယူရင့်လေးလေးမဟုတ်ပဲကြာလေးထိရောက်လေးကြာလေးထိရောက်လေးဖြစ်တဲ့အတွက်ကြောင့်မလို့တင်းလာသားသမီးတင်းကုန်နေသားသမီးမိတ်ဆွေတွေကပို့ရတော့ဇွဲရှိလေးလေးအပြိုင်ဆိုင်ညာလေးလေးကို့အတွက်အောင်မြင်မယ်နှစ်ဖြစ်တယ်ဒီကဘာတဲ့ဘလောက်ပဲကြာကြာဘလောက်ပဲအဲဆွနာလိုပေါ့ဟိုအပြိုင်ဆိုင်နေညာစီကမှုတင်းကုန်နေသားသမီးတွေဟာပြိုင်နေရင်ကိုအလိုလိုကိုပြိုင်နေတဲ့သူကလည်းအလိုလိုကိုပေါ်နေမှာ ဘိုင်းလေးလေးကိုကိုကရှေ့မှာရောက်နေလေဖြစ်တဲ့အတွက်ပြဿနာကိစ္စတစ်ခုခုကိုအတေချာစနစ်တကျဖြည့်ခြင်းမှာဒေါသနဲ့မဆုံးဖြတ်ပါနဲ့ငွေကြီးနဲ့ပတ်သက်လာရင်လည်းအစမှာနည်းနည်းလေးအခက်အခဲလေးတွေပေါ်ရပေမဲ့လုပ်ငန်းနဲ့ပတ်သက်ရင်လည်းအစမှာနည်းနည်းလေးကိုယ့်ကိုမယုံကြည်သလိုဖြစ်ပေမဲ့အလက်တွေမှာအလုံးနဲ့တက်တည်ပြပါရှေ့တို့ဆောင်ရလုံဆောင်မှာအားသာခြင်းကောင်းမှုနည်းနည်းရရှိပါလိမ့်မယ်ဆိုတဲ့နှစ်ဖြစ်တဲ့အတွက်တနင်္ဂနွေသားမျိုးမျိုးစုတို့ကိုရှေ့ချောင်းရှေ့တို့ဆောင်ရလုံဆောင်ရင်ဇွဲရှိချင်းနဲ့လုံဆောင်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့အဆင်ပြေခြင်းတွေကို ပြသမယ်နှစ်ဖြစ်တဲ့အတွက်လူလုံးလေးသာသမီတွေကဘာကိုဖြစ်ဖြစ်တော့စိတ်ချတီးခံလမ်းကြောင်းမှန်းလို့ဆရာတို့သုံးသပ်ရပါလိမ့်မယ်။ကောက်ပြီ။ဆိုတော့ဒါအပြင်လူလုံးလေးသာသမီမိတ်ဆွေများလူငယ်တွေကတော့အလုံးနဲ့ပတ်သက်လာရင်လူငယ်တွေကများသောအားဖြင့်ဒီတစ်နှစ်ဟာအရှိရင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းကလေးဆရာတို့ဟို ဟိုအဆင်မပြေမှုလေးတွေကြောင့်လုပ်ငန်းလိုက်အဆင်မပြေတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့တော့ဒါလေးကိုဂယူဆိုင်ရမယ်အဲချာဖွေထားသမျှဟာအခြေအနေနဲ့ပတ်သက်ပြီးတော့အဆင်မပြေလို့စိတ်မပါတာမျိုးเนาะလူငယ်တွေဆိုအထုသူဆိုင်တင်တာပေါ့အခြေအနေကိစ္စတွေကြောင့်လုပ်ငန်းကိစ္စပညာရေးကိစ္စတွေနှောင့်နှေးတတ်တယ်ဒါကြောင့်မလို့ချစ်တော်ချစ်ပါဒါပေမဲ့အတိနဲ့တတိကိုကပ်ပြီးရှင်းဖို့လိုအပ်တယ်မေတ္တာကြီးမှဆိုရင်လည်းမေတ္တာကြီးနဲ့ပတ်သက်လာအရှိန်နဲ့ပတ်သက်လာကိုကမိမိရဲ့ချစ်သူအပေါ်အယံကြီးအယုံကြီးလွန်ပစ်တာမျိုးလေးတွေကြောင့် မထင်မှပဲနဲ့ခံမမရတဲ့ဆုံးဖြတ်ချက်လေးပေါ်လာတတ်တဲ့အတွက်ဒါလေးတွေကိုတည်ထားပါအရှင်နဲ့ပတ်သက်လာရင်အရန်ကြီးတက်ယူမတန်ဖို့လိုအပ်ကြောင်းထားလောင်းပြောကြားလိုက်ပါရစေအင်္ဂါကြီးနဲ့ပတ်သက်လာရင်တော့အဆိုးနဲ့ဖြစ်စီအကောင်းနဲ့ဖြစ်စီခွဲခွာရတာမျိုးတွေဒီကြုံရတတ်တယ်ပြန်လဲစုံစည်းဖို့အတွက်လည်းတွေ့ရတယ် ကျမ်းမာရင်းနဲ့ပတ်သက်လာရင်တော့ဘာဖြစ်လို့ဖြစ်မှမသိဘူးကျမ်းမာရင်းနဲ့လည်းရှူကြတာမျိုးဟိုနာကိုက်တယ်လို့ဒီနာကခဲတယ်လို့ဒီနာကညံ့တယ်လို့ဟိုနာကညံ့တယ်လို့ဒါလေးတွေတော့ကြုံသွားတတ်တယ်ဒါပေမဲ့အရန်ကြီးဆိုးဝါးနေတဲ့နှစ်တော်မဟုတ်ဘူးဒါပေမဲ့ကျမ်းမာရင်းနဲ့ပတ်သက်လာရင်ငွေကြီးပေါ်မူတည်နေပြီငွေဝင်ကျမ်းမာရင်းကောင်းပြီငွေမဝင်ကျမ်းမာရင်းညံ့တဲ့နှစ်ဖြစ်မှာတော့အတိအကျပဲဖြစ်တယ်ခင်ဗျသို့တော့ထားလိုက်တော့ဒေါင်းနဲ့ရ69ခုနှစ်တို့မှာတနင်္ဂနွေသားသမီးတွေအတွက်အကျိုးပေးကံကောင်းစေတဲ့ဂဏန်းနံပါတ်တွေအနေနဲ့ဆိုရင်ဆရာတို့တနင်္ဂနွေသားသမီးတွေကခုနှစ်ဂဏန်းအကျိုးပေးတယ် ရှစ်ကနန်းအကျိုးပေးတယ်ဒါအပြင်၆ကနန်းအကျိုးပေးတယ်အကျိုးပေးစေတဲ့အယောင်နေနေနဲ့ဆိုရင်တော့မိုးပြရောင်စင်စွဲရောင်ဒါအပြင်အပန်းရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါတယ်ဘာနေသားနေနဲ့တွဲလို့တင်တယ်လဲဆိုရင်တော့မိတ်ဆွေတို့နေနဲ့တောင်းလို့နေသားသမီးတွေဟာစနေသားသမီးတောက်ကြသားသမီးတွေနဲ့တွဲလို့ရင်ကံရဲ့တိုးတက်မှုကိုရရှိတတ်ပြီးတဲ့အခါအဋိဋ္ဌံပြုကျင်တယ်ဆိုတနည်းနည်းသားသမီးမိတ်ဆွေတွေဟာ1388ခုနှစ်အတွင်းမှာ ကိုနဝင်းမိုးလင်းမှာတည်မယ်ဆိုတဲ့အတိုင်းမနမိုးလင်းတဲ့အခါဂုံတော်ကိုးပါ့ကိုးပါ့ဒါဆိုရင်ဒီကောအရာကိုဆရာကဆရာမဖြစ်ခင်ကနေကလှုပ်ထားတာညအိတ်တဲ့အခါဂုံတော်ကိုးပါ့ကိုးပါ့ကိုးပါ့ရုပ်အိတ်တတ်တယ်ဒါပေမဲ့မိတ်ဆွေတွေကအရှားပါသာဝင်ဆိုရင်ကိုမိမိယုံကြည်ရာဘာသာမိမိယုံကြည်တဲ့ဘာသာရေးကိစ္စလေးတွေမှာဘယ်ဘာသာမဆိုဘာသာတရားဟာ ဘာသာတရားတိုင်းဟာကောင်းမွန်တယ်လို့ဆရာကမြင်တဲ့အတွက်ဘယ်ဘာသာကိုမစိုးအအရေးကြီးတဲ့ကိစ္စတွေအရေးကြီးတဲ့လုပ်ငန်းကိစ္စတွေဟိုဆွနာလိုပဲမမဟုတ်ဘူးနေ့စဉ်နေ့တိုင်းအစင်မမလေးရွတ်ဖတ် ကျင့်ကြံသွားလိုက်လို့ရှိရင်1388ခုနှစ်အတွင်းမှာဆိုလို့ရှိရင်မိတ်ဆွေတွေဟာညံ့မှာဆိုရင်တော့ညံ့မယ်လို့ဆရာကမထင်တော့ပါဘူးခင်ဗျအဲ့တော့တနည်းတွေသာသမီမိတ်ဆွေတွေအနေနဲ့ဘာသာတရားကိုင်းကိုင်းဆိုင်ဆိုင်လုပ်ပါဘာသာတရားနဲ့ပတ်သက်ပြီးတော့ပုံမူပြီးတော့အဲတိုးချက်လှုပ်ဆောင်ရင်အဆင်ပြေမယ်အထူးသဖြင့်အားတဲ့အခါ meditation လေးတွေထိုင်ပြီးတာမျိုးဟာပုံမူကောင်းမှုပြီးတော့တိုးတက်နိုင်သောနှစ်ဖြစ်တယ် ကောင်းပြီ1966ခုနှစ်68ခုနှစ်အတွင်းမှာတနင်္ဂနွေသားသမီးတွေကဘာလို့လို့လို့အစမှာတော့အနှဲငယ်လေးရုံးကန်ရတတ်တဲ့အတွက်တော့အစတိုင်းမှာလရဲ့အစတိုင်းမှာတော့နည်းနည်းလေးတရနေ့နှစ်ရက်နေ့သုံးရက်နေ့လေးတွေမှာဂယုဆိုင်စင်ရင်တည်ထားလှုပ်ဆောင်ရင်လိုအပ်ကြောင်းထပ်လောင်းပြောလိုပါတယ်ကန်ဆာတာတက်စီရင်ပြုလုပ်ရမယ်ရေရီယာအနေနဲ့ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ ဒေါသနဲ့ဆုံးဖြတ်တာကိုလျှော့ပါစကားအများကြီးမပြောပါနဲ့အမှားအများကြီးပါတတ်တယ်ဒါအပြင်အလုံးနဲ့သက်သေပြပါဖြစ်နိုင်ရင်ပြုံးပြတာဟာမိတ်ဆွေတို့အကောင်းဆုံးအဆောင်ရည်တရားဖြစ်တယ်ထို့အပြင်မိတ်ဆွေတို့နေတဲ့ကန္တရာတက်စီရန်အတွက်ဆိုလို့ရှိရင်တော့လူကြီးမိဘဆရာသမားမိမိတဲ့အသက်ကြီးသောသူတွေမိမိတို့ရဲ့မိဘဆရာသမားတွေကျေးဇူးရှိတဲ့သူတွေကင်မွန်နီဆယ်ပါဟုနေ့စဉ်ဖြစ်စီကိုယ်တိုင်ဖြစ်စီဥရှအိဟာတာအကောင်းဆုံးရည်တရားဖြစ်ပြီးကြုံကြိုက်တဲ့အခါမှာမိတ်ဆွေတို့နေတဲ့ဆင်းရဲသားမရှိသူကို ဝိညာဉ်ပေးကမ်းခြင်းကုသိုလ်ဟာအကောင်းဆုံးဖြစ်တယ်ယေရှုတင်ပါတယ်